အမေရိကန်ရဲ့ရွှေလေကုန် Golden Dome လေကြောင်းကားကိုရစနစ်ဟာအရန်အနေကြီးပြီးအာကာသအခြေပြုတဲ့နျူကလ িয়ার စစ်ပွဲတွေလက်တွေ့ဖြစ်လာနိုင်ခြင်းနဲ့ပိုပြီးနှိကပ်သွားစေနိုင်ကြောင်းမြောက်ကိုရီးယားကဆွဆဲခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကအမေရိကန်သမ္မတထရန့်ဟာခေအမီဆုံး hypersonic ဒုံးကြီးတွေအပါအဝင်လက်နက်အသေးစမ်းတွေနဲ့တိုက်ခိုက်လာမှုတွေကိုချစ်ချစ်ရရဟန်တားနိုင်မဲ့လေကြောင်းကားကိုရစနစ်အသေးဖြစ် Golden Dome ကိုအကောင့်ထဲပေါ်သွားမယ်လို့ကြေညာခဲ့ပါတယ်။ Golden Dome ရဲ့သဘောအရမြေပြင်ရေပြင်နဲ့ဝေဟင်ပြင် အာဂါဒထဲမှာပါဖြန့်ကျက်ထားမဲ့လေကြောင်းကောက်ွယ်ရေးစနစ်ဟာအမေရိကန်ရဲ့လေပိုင်နက်ကိုအလုံးကျုံဆုံးဆောက်ရှောက်ပေးမှာဖြစ်တယ်လို့ထရန့်ကကြွေးကြော်ခဲ့ပါတယ်။မေလ28ရက်နေ့မှာတော့မြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနကထရန့်ရဲ့ဆုံးဖြတ်ချက်ဟာအရန်အနေနဲ့များပြီးနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေအတွက်မဟာဗျူဟာလုံခြုံရေးဆိုင်ရာချင်းချောက်မှုတစ်ခုလိုခံစားရစေကြောင်းဝေဖန်ခဲ့ပါတယ်။အမေရိကန်ရဲ့လှုပ်ရှားဟာကမ္ဘာအပြင်ဘက်အာကာသထဲမှာပါလက်နက်တပ်ဆင်တဲ့အတိတ်ပဲဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံသား၏ဝန်ကြီးဌာနရဲ့အာဘောကိုကိုးကားပြီး KCNA ကဖော်ပြခဲ့ပါတယ်။အမေရိကန်ကအာကာသထဲမှာဒုံးကျည်ကာကွယ်ရေးစနစ်တွေတိစောက်လိုက်တယ်ဆိုတာဟာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်အပြိုင်တပ်ဆင်တာတွေအာကာသထဲမှာလက်နက်အပြိုင်မှုတွေအရှိန်မြင့်လာစေတဲ့အခြေခံအကျသောအကြောင်းတရားဖြစ်လာနိုင်ကြောင်းအလားတူကမ္ဘာအပြင်ပအာကာသဟာအနာဂတ်မှာနျူကလ িয়ার စစ်ပွဲနည်းမြေအသွင်ပြောင်းသွားနိုင်ကြောင်းလဲ KCNA ကဆိုထားပါတယ်။ဂိုရမ်ဒုံးနဲ့ပတ်သက်ပြီးတရုတ်အစိုးရကလည်းအလေးအနက်ဆိုရင်ကြောင်းကြေညာထားပြီး အမေရိကန်ရဲ့လောက်ရဟာကမ္ဘာတည်ငြိမ်မှုကိုထိခိုက်နှောက်ယှက်နေတယ်လို့ဆွတ်ဆွဲထားပါတယ်။တစ်ဖက်မှာတော့အမေရိကန်စစ်တပ်ဟာနီးပညာပိုင်းပုံပုံမြင့်မားလာတဲ့ဒုံးကျည်တွေနဲ့ခေတ်ရှည်ပြေလက်နက်တွေကိုတတိယရောက်ကာကွယ်တားဆီးဖို့ဆိုရင်ရှင်းရန်ဆွဲဖြန့်ကျက်ထားတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့မလုံလောက်တော့ဘူးလို့အစင်တစိုက်သတိပေးပြောကြားထားခဲ့ပါတယ်ရှင်။